အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်နေနဲ့ Trip in Myanmar ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြောက်နိုင်ငံတွင်ကျွန်တော်တို့သွားလာရောက်ရှိပြတဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အဲ့ဒီမှာမှဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရင်ရောက်ရှိတဲ့ဒေသမှာတွေ့ရတဲ့ရှင်ချင်းမှုဒလီထုံးတဲ့ကိုယ့်ွယ်ယုံကြည်မှုဆိုင်ရာမြင်ကွင်းတွေပွဲတော်တွေကိုမျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်အခုဒီအပိုင်း39ရဲ့စတုတ္ထပိုင်းနေနဲ့မျှဝေမှာကတော့ တောင်ကြီးတဆောင်တိုင်းပွဲတော်ပိတ်ပွဲညမှာတွေ့ကြရတဲ့အလှပမြင်ကွင်းတွေကို စုစည်းမျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျ။ဒီစီစဉ်မှာအခမ်းအနားပိတ်ပွဲအခမ်းအနားစတင်တာကနေပြီးဆုံးတဲ့အချိန်အထိတွေ့ရတဲ့မြင်ကွင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။မိဘုံငယ်တွေပိတ်ပွဲကျင်ညာတာမိဘုံငယ်တွေလှွတ်တာ ပြီးတော့စိန်နမမီးဘုံကြီးလွတ်တာအထိအစာဆုံးမြောက်ပြီးတော့မှဖြစ်ပါတယ်ဒါကတော့ဒီနေရာလဲဆိုတော့ဒီနေရာအဝေယာကုန်းတာယာထင်တယ်ဟုတ်ကဲ့ဒါကကျွန်တော်တို့ဒီကုန်းတော်ဒီကုန်းပေါ်ကနေပြီးတော့တွေ့ရတယ်အဝေယာမီးဘုံမြန်ကွင်းရဲ့မြင်ကွင်းဒီနေ့ကပိတ်ပွဲနေ့ ျွန်တော်တို့ရောက်တဲ့အချိန်ကညနေစောင်းငါးစာအချိန်လေးအလင်းရောင်မပြောက်သေးဘူးပိတ်ပွဲကညနေ6နာရီမှာစမယ်လို့တည်ထားရပါတယ်ကျွန်တော်တို့အနေနဲ့အရင်တုန်းကတော့နှစ်စဉ်ကျွန်တော်တို့ဒီတောင်ကြီးတစောင်းတိုင်းပွဲတော်ကိုမျှဝေဖြစ်ခဲ့ပေမဲ့ဒီနှစ်မှာတော့ကျွန်တော်တို့မျှဝေခြင်းမပြုနိုင်ခဲ့ပါဘူးအာကျွန်တော်တို့မိတ်ဆွေတွေကလည်းကြည်ကျင်နေဆိုပေမဲ့ကျွန်တော်တို့ နောက်ဆုံးအခုဒီပိတ်ပွဲကိုတော့ကျွန်တော်တို့အတက်နိုင်ဆုံးစ조사ပြီးမျှဝေခဲ့တာဖြစ်ပါတယ်ခဏကမစသေးဘူးအဲ့တော့ကျွန်တော်တို့လုံးလုံးစဲတော့အစားအသောက်ဖို့ကိုခဏသွားမယ်ပါလဲဆိုတော့စက်တချင်ဒါကဝတ်တချင် 洪金姐。啊，ကျွန်တော်တို့ရောက်တဲ့အချိန်ကတော့လူကနည်းနည်းပါနေသေးတယ်။ရောက်ပြီးသိမ့်မကြခင်မှာပဲမိုးကကျလာနေသေးတယ်။အများကြီးမဟုတ်ပေမဲ့ဖြောင်း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 ကျနေတော့ကျွန်တော်တို့ဆိုင်ထဲမှာပဲခဏနေလိုက်တယ်။ဆိုင်တောင်ရင်နေပဲ။တဖြည်းဖြည်းမိုးကတိတ်သွားတယ်။ပြီးတော့ဒူတွေလည်းတဖြည်းဖြည်းတော့ရောက်လာကြပြီဗျ။ ျွန်တော်တို့ပြောလို့သာပြောတာလေကျွန်တော်တို့စားပြစ်တော့လေနည်းနည်းတော့ပြီးခဲ့တဲ့ရက်တွေကကြားချက်တွေရကအချို့သောဆိုင်တွေကခေါက်ဆဲကျော်တဘောကိုတပေါင်းဘွဲလောက်ထိရောင်းနေဆိုတာမျိုးတွေကြားခဲ့ရတာမျိုးဆိုတော့လေကျွန်တော်တို့အခုစားခုနစားခဲ့တဲ့ဆိုင်တွေကတော့ပုံမှန်ပါပဲပုံမှန်စည်းတိုင်းပဲပွဲပုံမှန်ပွဲစည်းတိုင်းရောင်းပါတယ်အခုဒါကတော့ကျွန်တော်တို့6နိုင်ကျော်သားပြီဗျ6နိုင်ခွဲဝင်းညင်လောက်ဖြစ်သွားပြီဆိုတဲ့အခါကျတော့အမောင်တို့လည်းရောက်လာပြီဆိုတော့ခန္ဓာအတွက်အာလူတွေလည်းရောက်လာကြပြီဒါကတော့ကျွန်တော်တို့မိဖို့မြတ်နှုတ်တဲ့ကွင်းပေါ့အဲ့ကွင်းထဲမှာ ါဒီကွင်းလေးရဲ့မြင်ကွင်းဒါကဟိုကျွန်တော်တို့ဟိုပေါ့အော်ဒီနေ့ဆုပေးပွဲရှိနေတဲ့အခါကျတော့အဲ့ဒီကိုလာကြတဲ့မိဘမြန်လွတ်တဲ့အဖွဲ့တွေဒီနေရာမှာကျွန်တော်တို့ အပြုတ်သဘောလေးပေါ့အရင်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတမှန်ဆောင်လို့ခေါ်ပါတယ်အဲ့ဒီ ဒီအခုဒီကျွန်တော်တွေ့ခဲ့ရတဲ့အခြေအနေရတော့ကျွန်တော်တို့ဒီမှာကပြမှုတွေတိုင်းသားယူအရင်ချင်းမှုအဖွဲ့တွေအများပြားဒီလိုပဲကပြဖြိုပြမှုတွေအဲ့ဒါတွေကိုကျွန်တော်တို့အများပြည်သူကြည့်ဖို့အတွက်ကတော့နေရာတိကျနေရာမျိုးမတွေ့ခဲ့ရပါဘူးရဲဆိုတော့ကျွန်တော်တို့အနီးကနေပါကြည့်လို့ရတယ်ကြည့်လို့ရတဲ့အခါကျတော့ကျွန်တော်တို့အပြော်တဲ့မျှဝေသူတွေအနေနဲ့လည်းအဆင်ပြေတယ်ပေါ့အခုဆိုလို့ရှိရင်တော့ဒီမှာဒီ TV ပေါ်မှာပဲကြည့်လို့ရတယ်အော်ဟိုးမြင်ကွင်းကိုလှန့်ကြည့်လို့မရဘူးပွဲတွေကိုရောက်ပြီးတော့ TV မှာကြည့်ရတဲ့အရာသာကတော့ ထိတိမိမိမရှိလာဘူးပေါ့အခုဒါကကျွန်တော်တို့ဒီမျိုးမြန်ခွင်းထဲမှာရှိနေတဲ့သူပြီအခုကတော့လောလောဆယ်မှာဒီကျွန်တော်တို့ဟိုဟာပေါ့ဟိုဒီအခမ်းအနားမှာကျွန်တော်တို့ပါဝင်ရှင်ပြိုင်တဲ့သူတွေကိုစုချီးမြှင့်နေတာတွေပြီးသွားတဲ့အခါကျတော့ဟိုဘာလဲကျွန်တော်တို့မတိုးတင်ငန်းရဲခတ်တာကိုစုချီးမြှင့်တာတွေပြီးတဲ့အခါကျတော့ဒီအခမ်းအနားမှာပါဝင်ကူညီတဲ့သူတွေကိုစုချီးမြှင့်တာတွေအားတွေလုပ်ကြတာဗျအခုဒါကတော့ဟိုဟာ အစိမ့်နဘမီးဘုံစိမ့်နဘမီးဘုံပြန်တလုံးကိုပိတ်ပွဲထိမ့်မဲ့အနေနဲ့လွတ်တင်ပါပါစုရည်ကျင်ညာနေတာပါဗျ။ ဒါကတော့သူကပေ40ထင်တယ်ဗျပေ40ရဲ့ဟိုဟာထင်တယ်စုစုရသွားတဲ့ဟိုဟာကြီးညာထင်တယ်ဒါကအခုဒီကျွန်တော်ညအာစိတ်လဘမီးဘုံပြန်လွတ်မဲ့ပြစ်စင်နေတာပါမီးဘုံကိုလွတ်ပြင်းပြီးအဖွဲများရှင်မီးဘုံကလေးများကိုစတီမီးထုံးဤလို့အခုကတော့ခန္ဓာပိတ်ပွဲကြီးညာတော့မှ ဖြစ်တဲ့အတွက်မျိုးငယ်တွေကိုမိကြီးဖို့အတွက်စပြီးတော့အကြောင်းကြားနေတာဖြစ်ပါတယ်။ သူကအခမ်းအနားပိတ်သိမ်းကြောင်းကျင်ညာမယ်ကျင်ညာတဲ့အချိန်မှာမိဘငယ်လေးတွေလွတ်မယ်မိဘငယ်လေးတွေလွတ်တဲ့အချိန်မှာမိရှုမိဘနဲ့လွတ်မယ်အဲ့ဒါတွေပြီးသွားတဲ့အချိန်ကျမှစိတ်နှပန်မိဘလွတ်မယ်အဲ့ဒီအစီအစဉ်ကိုကျင်ညာတာဗျအခုဒီညာဆုရသွားတော့ကျင်ညာတာတွေကတော့သူကညာမီးကြီး25ပြီရံပိတ်တာချိန်40မှာပထမဆုက PTM ဒုတိယဆုက Subway တတိယစုကရွှေစုံပြီးစတုတ္ထစုကတောင်ပိုင်းပြီးပြစမစုကလွိုင်ခမ်းပြီးလို့ဖြစ်ပါတယ်ဗျစိန်နဘန်ကတော့ပထမစုကရွှေကူဒုတိယစုကဇွဲလူငယ်တတိယစုကလင်းလက်စတုတ္ထစုကကောင်းကင်ပြစမစုကလင်းယုံပြီးလို့ဖြစ်ပါတယ်ဗျညမင်းကြီး22ပေရန်ကြီး28ပိတ်တာမှာတော့ပထမစုကရှမ်း United FC ဒုတိယစုကအာသစ်တတိယစုကဆိုင်းနောက်စတုတ္ထစုက MAI နဲ့ပြစမစုကတီဟာ City Square တို့ဖြစ်ကြောင်းသိရပါတယ်ဗျ င်လာကြီးကျေးဇူးပြုပါနေတယ်ဒါကမှန်ဆောင်ရှိမှရှိနေတယ်တိုင်းရင်းသားရည်ကြီးမှုအဖွဲ့ရဲ့မြင်ကွင်းမှာဒါကတော့ကျွန်တော်တို့ဒီမိဘုံပြန်ကွင်းထဲမှာရှိနေတဲ့ public area မှာ public area လို့ပဲသုံးရမှာပေါ့ဘာလို့အားလုံးကဒီကနေပဲကြီးကွင်းရတာဖြစ်တဲ့အတွက်ဒီနေရာမှာဒါအခုမိဘုံငယ်တွေလှုပ်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်ဗျာ ဒီ area ကိုအပေါ်စီးကနေမြင်ရတာဖြစ်ပါတယ်2025ခုနှစ်တနင်္လာနေ့2025ခုနှစ်ကျန်းမာရေးတောင်းကြီးမျိုးတောင်းပိုင်းပွဲ မီဒီယာအလုံးမိတ်ချလိုက်တာပါဗျမန်ဆောင်ရှိမှရှိနေတယ်မိဘုံငယ်တွေတိုင်းသားရင်ကျေးမှုတိုင်းသားကျွတ်ရင်ကျေးမှုအဖွဲ့တွေစီကနေပြီးတော့မိဘုံငယ်တွေတက်သွားတာဖြစ်ပါတယ်ဒါကတော့ဒီဘက်အာမရှိမိဘက်နေဗျတားတယ်ဒီနေ့ အတောင်ကြီးမိဖို့မြန်ကတော့အတော်စီကားခဲ့ပါတယ်တိုးတော်မိုးနဲ့ကြုံတွေ့ရတဲ့အခါကျတော့ခက်ခဲကြီးလည်းအချို့ရှိခဲ့ပါတယ်ဒီပြီးတဲ့ညမှာတော့အရင်တုန်းကတော့ဒီလိုမျိုးအာပိတ်ပွဲကိုဟိုမိဖို့မြန်တွေလှုပ်ရင်းနဲ့ပဲနောက်ဆုံးမှာပိတ်ပွဲချင်းပပြီးတော့စုပေးတာကတီးကြပြုတ်တော့တာပါအခုကတော့ဒါကပိတ်ပွဲကိုတီးကြတည့်ရပြုတ်လို့ချင်းဖြစ်ပါတယ် November 10ရက်နေ့မှာပိတ်ပွဲပြုတ်လို့တာဖြစ်ပါတယ် ဒါကကျွန်တော်တို့ဒီဘက်အမျိုးမြန်ကွင်းထဲကနေပြီးတော့အနည်းကတွေ့မြင်ရတဲ့မြင်ကွင်းတွေပါဗျဘဘကတက်သွားတဲ့မိဘငယ်တွေ ဒီလိုမိဖုံးတွေတက်သွားတဲ့အချိန်မှာအယူဆမျိုးမျိုးခံခံစားချက်မျိုးမျိုးပေါ့အချို့တွေကကြတော့လဲဒါကအလင်းရောင်နဲ့မိနဲ့ပူဇော်မှုတစ်မျိုးလို့ယူဆကြသူတွေရှိတယ်လို့အချို့ကကြတော့လဲပျော်ဝဲရှင်ဝဲအနေနဲ့သတ်မှတ်ကြပြီးတော့အချို့ကကြတော့ဒီအမတ်တရားမြင်ကွင်းကြီးအာရိုက်ဖို့ဒီပေါ်မှာကြည်နူးမှုနဲ့ခံစားနေကြသူစသဖြင့်အမျိုးမျိုးတွေ့မြင်ရပါတယ်။လှတယ်ဗျအလှတော့တော်လေးလှတယ် ဒီလိုအချိန်မှာအဲ့ဒီခုနမီဒီမီရှူမီဝိုင်းအဲ့လိုပဲတက်သွားတဲ့အချိန်မှာတပုတ်ရဲတဲ့မြင်ခွင်းကတော့အတော်လေးလှပါဒါကကျွန်တော်တို့ဒီခုနမီးဖို့မြန်ကွင်းကိုအပေါ်ကနေတွေ့မြင်ရတဲ့မြင်ကွင်းပါ ါကဒီနှစ်က85နှစ်မြောက်ဖြစ်ပါတယ်ဗျ။တောင်ကြီးတဆောင်နိုင်ပွဲရဲ့85နှစ်မြောက်စရတုပွဲလို့ပြောလို့ရပါတယ်။ဆောမိုင်းရက်ဒီမှာကရာသီဥတုကောင်းမွန်နေသေးတာဖြစ်တဲ့အတွက်ညဘက်ဆိုလို့ရှိရင်လူကတိုးမပေါက်လောက်အောင်ကိုများပြားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရာသီဥတုအချိန်နေကြောင်းမလို့အနေငယ်ပဲလွတ်တင်နိုင်တဲ့ချက်တွေရှိပါတယ်။သို့တော်မနေ့ကမှတော့အားလုံးအပီးလွတ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီနေ့ကတော့ပိတ်ပွဲသီးတဲ့မှာ

အာပြောနေတဲ့ပုံကကျွန်တော်တို့နှစ်စဉ်သူ့အတန်နဲ့အဲနားထောင်ရတာကဒီတောင်ကြီးတစ်ဆောင်တိုင်းကပွဲပူပြီးတော့ရတ္တမြောက်စီတယ်လို့ဆိုရပါမယ်။သူကအတော်လေးတည်တည်ချာချာပြောပြပေးနိုင်တာမျိုးပြ။ဘိုးမကြီးကောင်းကင်မှာတက်သွားတဲ့မျိုးမျက်နဲ့အများကြီး ားနာတယ်နော်အဲ့ဒီအချိန်အဲ့ဒီအချိန်အာဓာတ်ပုံရိုက်ဝါဒနာပါတဲ့လူတွေဆိုလို့ရှိရင်တော့တောင်းနောက်ခံထားပြီးရိုက်လိုက်မှမျိုးဂျဲလေးရိုက်နေကြတာပဲဗျာအထင်ပါလေအများကြီးပဲကင်မရာမန်တွေအနေနဲ့ကတော့သူတို့ရဲ့သက်ဆိုင်သူတွေအကူတွေအဖေတွေတောင်းယူနေရတာတွေ့ရပါတယ်ဗျာ ပြီးတော့လို့ရှိရင်ဟိုဟာညာမင်းကြီးလွတ်အောင်ပါဒီဟိုဟာပေါ့ဗာလဲကျွန်တော်တို့အာပိတ်ပွဲထိမ့်မဲ့အနေနဲ့ညာမင်းကြီးတလုံးလွတ်မှာ sorry ညာမင်းကြီးရယ် sorry ပါစိတ်နှပန်ပါစိတ်နှပန်မိဘုံပြန်တလုံးလွတ်အောင်ပါဗျာဟိုမှာစိတ်နှပန်မိဘုံပြင်းနေတာ အခုတိုင်းသားယူရညီချင်းမှုအဖွဲ့တွေကပြဖြုတ်ပြမှုအစီအစဉ်ရှိပါသေးတယ်ဒီမှာပါအခုကျွန်တော်တို့အရင်အရင်နှစ်တည်းကဟုတ်ကဲ့ဒါကတော့စိန်နံပါတ်မီးဘုံအတွက်ပြင်ဆင်နေကြတဲ့အဖွဲ့တွေပါတအားစိတ်ရှိရတယ်ဗျဒီစိန်နံပါတ်မီးဘုံကတော့လေ ျွန်တော်တို့လေးလာမိတလောက်ကတော့ဒီအရင်တော့ကတော့မိဖို့မြတ်လွတ်တယ်ဆိုလို့ရှိရင်ကံကောင်းတယ်ကံစားတာတက်တယ်အဲပြောင်းတွေဖောင်းရင်မကောင်းဆိုးဝါးတွေပြေးတယ်စတဲ့ဖြင့်ဟိုအရင်တော့ကထုံတန်းစင်လာရေချင်းမှုအချို့ရှိကြပါတယ်အဲပြီးတော့ဒီ1948တဆောင်မုံလမှာ1948တဆောင်မုံလပေါ့အာအတိအကျပြောရရင်တော့1948 November မှာနှစ်ရက်နေအဲ့ဒီမှာမိဖို့ပြန်လွတ်တင်မှုစတင်ခဲ့တယ်လို့ လေ့လာတွေ့ရှိရပါတယ်အဲ့ဒါကတော့ကုန်းတာဖုန်းတော်ကြီးကျောင်းကဆရာတော်ကဦးစီးပြီးတော့အချင်းပေ90နီးပါးရှိတဲ့မီးဝုံပြန်ကိုလုပ်ခဲ့တာပါအခုဒီမှာပြကျွန်တော်တို့ပြောမယ်ဒီမှာအခုတိုင်းသားကျွတ်ရေချင်းမှုဖွဲ့တွေရဲ့ကပြဖြုတ်ပြမှုကသူတို့ကဟိုဘက်ကိုပဲလှည့်ပြီးကြတယ်မျိုးပြီးတော့ကျွန်တော်တို့အရင်ကဆိုလို့ရှိရင်အနားမှာ ကြည့်လို့ရတယ်ပြီးသွားလို့ရှိရင်မှတ်တမ်းတင်လို့ရတယ်အခုကတော့ professional media တွေကတော့မှတ်တမ်းတင်လို့ရတယ်ကျွန်တော်တို့အပြော်တန်းပုံကိုယ်တွေကတော့ရိုက်ခွင့်အဆင်မပြေပါဘူးပြီးသွားလို့ရှိရင်အခုကျွန်တော်တို့အနည်းငယ်ကြည့်ခွင့်မရတဲ့အခါကျတော့မျှဝေဖို့လည်းအဆင်မပြေဘူးတော့ဖြစ်ပါတယ်ဗျအရင်လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကပြဖြောပြင်းမှုတွေကိုအနည်းငယ်မျှဝေခွင့်ရပါတယ်အခုကတော့ကျွန်တော်တို့တော်တော်ဝေးပါတယ်ပေးထားတဲ့နေရာနဲ့တရားကြည့်ဖို့လုပ်ပေးထားတဲ့နေရာလည်းမရှိတဲ့အခါကျတော့အဲ့ဒါကတော့ကျွန်တော်တို့ဒီနေ့နည်းနည်းလေးအရင်နှစ်တွေနဲ့စာလို့ရှိရင်အသိအဆင် င်မပြေတာမျိုးလေးတွေ့ရပါတယ်ဗျဒီ LCD ဘုတ် LED ဘုတ်ဒီဘုတ်နှစ်ခုပဲရှိတယ်အဲ့တော့ကျွန်တော်တို့ခုနတောင်ကြီးမျိုးမြဲတမိုင်းလေးပြန်ဆက်ရလို့ရှိရင်1948 November 2ရက်နေ့မှာကုန်းသားဖုန်းတို့ကြောင်းမှာဆရာတော် OCB တော့အချင်းပေ90နေပါရှိတဲ့မီးဟုတ်မြန်ကြီးကိုလုတ်ခဲ့ကြပါတယ်မီးဟုတ်မြန်ကအဲ့တော့ကပိတ်ဆနဲ့လုတ်တာပါ ကွန်ကြီးကောင်ရက်ကွက်မှာရှိတဲ့အမေကြီးနဲ့ဆေးရကြော်ကြီးဒေါ်တင့်တို့နှစ်ဖွဲ့ပေါင်းပြီးတော့တဲ့ကိုက်40ရှိတဲ့ပိတ်ဖြူအုပ်40နဲ့တလတတိချုပ်လုပ်ခဲ့ကြပါတယ်။မိစာအတွက်တန်ကိုတင်ကန်းစာကိုချစ်ပြီးတော့ရင်းနေကြီးနဲ့မိစာလုပ်တယ်လို့ဆိုပါတယ်။မိစာရဲ့လုံးဘက်ကအချင်းနှစ်ပေနီးပါးရှိပါတယ်။ဒါကလူတပွေ့စာလောက်ပေါ့။မိစာအမြင့်က10ပေ။အဲမိစာကိုတော့ဥလဖိန်တဲ့အဖွဲ့ကတောင်းဝင်ပြီးလုပ်တာလို့ပြောပါတယ်။မြို့မြန်ရဲ့အောက်ခြေမှာပန်းတကူပေးမဲ့ဆန်အိတ်စီဘုံစာတွေချိတ်ဆွဲဖို့နေသည်လို့မျိုးလေးတွေပါလုပ်ခဲ့ကြတယ်လို့ပြောပါတယ်။ဆရာတော်ရဲ့ ဒီကျေးဇူးကြောင့်ဒီမျိုးပြန်နေလောက်တဲ့ delay စခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့တော့မီးဘုံပြန်ကမီးလောင်ပြတ်ကျခဲ့တယ်လို့လည်းသိရပါတယ်နောက်တော့မှပိတ်တဲ့အစင်မပြေလောက်ဘူးဆိုပြီးတော့ရှဲဆက်ကူနဲ့ထပ်ပြီးပြုလုပ်ခဲ့ကြဒါလို့ပြောပါတယ်အဲ့ဒီခေါက်မှာကတော့အရင်မီးဘုံပြန်လောက်မကြီးတော့ပဲအချင်း24ပေပဲရှိတယ်လို့သိရပါတယ်ပဲကူပြဖို့ကတော့အိန္ဒိယနိုင်ငံလောက်ခက်သုံးငွေရင်းကားတွေပြင်အခြားအသုံးဆောင်တွေကိုထပ်မံချိတ်ဆွဲပြီးလွတ်တင်ခဲ့တာအဲ့ဒီအခါမှာတော့အောင်အောင်မြင်မြင်လွတ်တင်နိုင်ခဲ့ပါတယ်တဲ့ ဲ့လိုမျိုးမြတ်နှုတ်တင်မှုစခဲ့တဲ့ကုန်းသာကျောင်းကတော့1949 April 10ရက်မှာဂျပန်နေကျဲတဲ့ဘုံကြောင့်မလို့ကျောင်းပြကြပြီးဆရာတော်လည်းပြန်လည်တော့မူခဲ့ရတယ်လို့သိရပါဗျ1945ကျောင်းတဲ့ခါကျတော့တောင်ကြီးစောင်းတိုင်းပွဲတော်ကိုစတင်ကျင်းပပါတယ်ပြိုင်ပွဲအနေနဲ့တော့မဟုတ်ဘဲနဲ့အပျော်သဘောနဲ့မျိုးမြတ်နေတွတ်ခဲ့ကြတာလို့ဆိုပါတယ်အဲ့တုန်းကရမ်းမထည့်သေးပါဘူးဒီလိုနဲ့တရက်ကနဲ့တရက်ကွက်သူပြိုင်သူနိုင်ငါးပြိုင်စူးစမ်းကြရင်လည်းနောက်ဆုံးမှာတော့မြို့မိမြို့ဖတွေက အကဲပြတ်ပေးရတဲ့ပြိုင်ပွဲစဉ်ကိုရောက်လာခဲ့တယ်လို့သိရပါတယ်1950ကျော်မှာတော့မိဘုံပြန်ပြိုင်ပွဲပဏီမှာမိစုမိဘနဲ့ပြောင်းတွေပါထဲ့သွင်းပြီးတော့လွတ်လာကြပါတယ်တိန်တောင်ဆရာတော်ရဲ့မြန်မာလေးများမဟန်ရန်စက်နီးကိုခြေခံပြီးတီတွင်စမ်းသစ်လာကြတာလို့ဆိုပါတယ်အခုဆိုလို့ရှိရင်ဒါဆယ်ရတုတိုင်ခဲ့ပြီဖြစ်ပါတယ်ဗျကျွန်တော်တို့တွေ့ရတဲ့အော်အမှတ်ပေးစနစ်ဒီအရတော့မှမိုက်ကတ်စနစ်ကိုအမှတ်20လောက်ပေးတယ်လို့ပြောပါတယ်သူကမြင်မြင်တဲ့အမှတ်မြင်မြင်ရတယ်နောက်ကျရင်အမှတ်နှုတ်တယ်တဲ့ ြီးတော့ပုံဖော်တဲ့အယုတ်နဲ့ပုံသဏ္ဍာန်ဘလောက်နီးစပ်တယ်ဘလောက်တူတယ်ဆိုတာပြီးရင်အတက်ကောင်းမကောင်းပေါ့လေဘော်တက်တာတက်တက်တက်လားစောင်းသွားလားပြီးတော့ရင်ကောင်းကင်ဆန်ချိန်ကမီးမုံမြန်လေထဲမှာမိနစ်40ရှိရင်အမှတ်ပြရတယ်တမိနစ်ကိုတမန်နှုံးနဲ့ပေးတယ်လို့ပြောပါတယ်ဒါကအယုတ်မီးမုံတွေပါပြီးတော့ညာမီးကြီးကြတဲ့ခါကျတော့အမှတ်ပေးပုံကသူကအဲ့ဒီလေကအတူတူပဲဒါပေမဲ့သူကကြတော့မီရှုမီပဲမီးကြီးရေအတွက်အ ਨੇ များအယောင်စုံလင်မှုရှိမရှိထဲသွင်းတွက်ချက်ပြီးတော့မီရှုစကြတဲ့အချိန်ကနေကုံတဲ့အချိန်ထိအချိန်ဘလောက်ကြာလဲဆိုတာကိုလည်းအမှတ်ပေးတယ်လို့ပြောပါတယ် စိန်နပံကတော့သူကအခုနနေချက်အတူတူပါပဲဒါပေမဲ့သူကမိဘုံတွေခြေတမှုရှိမရှိတရုတ်ဘော်စာသားပြပြမှုရှိမရှိမိဘုံတွေတည်ငြိမ်ရင်းရှိမရှိလို့ပုံမှာအမှတ်ယူတယ်လို့ဆိုပါတယ်ဒါကျွန်တော်တို့လေးလာထားမှုကိုတွေမျှဝေတာဖြစ်ပါတယ်ဗျကျွန်တော်တို့အနေနဲ့ဟောပြပြစုံစုံကြီးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်အတိန်ဆောင်အချို့ရှိကောင်းရှိနိုင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့အသေးချာသိရှိသူများကလည်းပြုပြင်ပြင်ဆင်ပေးနိုင်ပါတယ်ဗျာ ီဟာလက်ဘုံကလွယ်တော့မလွယ်ဘူးပြီးတော့သူကကြံပြီးတာနဲ့ဒီမိုင်းကင်ဆက်ကူဝါရမ်းစတာတွေကိုစပြီးတော့ဟိုစုရတာပြီးသွားလို့ရှိရင်အယုတ်ချိုးဖို့ပညာရှင်ရမ်းဆက်တဲ့ပညာရှင်စတဲ့ဖြင့်အကုန်လုံးကအဲ့ဒါအော်ဝိုင်းပြီးတော့လောက်ကြရတာပေါ့မိို့ပြန်တလုံးမှာဆက်ကူချက်ကြီးကတထောင်ကျော်သုံးရတယ်လို့သိရပါတယ်အားလုံးကလက်နဲ့ပဲလောက်ကြရတာဆက်အကူကြီးမဟာပါဘူးဆိုတော့ okay လှုပ်ပြီဗျလှုပ်ပြီအာ 2025တောင်ကြီးတစောင်းတိုင်းပွဲကတော့ပြီးဆုံးပြီလို့ပြောရမှာဖြစ်ပါတယ်ဗျကျွန်တော်အနေနဲ့ဖွင့်ပွဲပါဝင်ခြားပွဲစဉ်တွေကိုမျှဝေခြင်းမပြုနိုင်ခဲ့ပေမဲ့ပိတ်ပွဲလေးကိုတော့ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပြီးမျှဝေထားခြင်းဖြစ်ပါတယ်ဗျကျွန်တော်တို့ကမျှဝေမှုမှာပဲဖြစ်ဖြစ်ပြောဆိုမှုမှာပဲဖြစ်ဖြစ်အမားရွယ်အတိတ်ဆောင်လိုအပ်ချက်တွေရှိလို့ရှိရင်အားလုံးကိုမေတ္တာရက်ခံတောင်းပန်ပါတယ်ဗျကျွန်တော်တို့ရဲ့ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ ျွန်တော်မျှဝေမှုတွေကိုအမြဲကြည့်ရှုပေးနေတဲ့မိတ်ဆွေပေါင်းတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။